ဇယံတော်ဗောဓိယာမူရိတ္တဇာနန္တေဝဒနောဧဝမေဝါဇယောဟောသူဇယသူဇယမင်္ဂလေအပရာပိတပန္လင်ကေတိတိသူတို့ဥပ္ပကလေအပိတိကေတဘာဗုဒ္ဓနာအေကဘတော်ဗမောတတိသူနခတံသူမင်္ဂလံသောဘဘာဒံသူဩဒိတသူကနောသူမောထောဇာသူဣဒံပြမစာတိတုပရခိနာကာယကမ္မဝါစာကမ္မပရခိနာပရခိနာမနောကမ္မပရိတိတိပရခိနေပရခိနာနိကတဝနာလမန္တတိပရခိနေဒီအာရလာဓာတုကိရာဟိရုံလာဘုရသာသနေ အာရောဂါသူကိတာဟောထသာသဗိညာတိပိဘုံပြဥတ္တမရပြဟုတ်ကိုလေးမင်္ဂလာပါဗျဘုံဟိုမွေးရရှင်ကိုနဲ့သမီးလေးစတဲ့ချအောင်လို့ဘလို့ပီတိဖြစ်နေတယ်ဘုံဘုံကြည့်ရတာတော်တော်ပီတိဖြစ်နေတယ်ဗျာပီတိဖြစ်တယ်ဆိုတာဘုံဘုံသာသနာတော်ဘက်ကအာဖြစ်တဲ့ပီတိပါဘုံဘုံရဲ့ personal ပီတိတော်ဟုတ်လိမ့်မယ်လို့မထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့မန္လာမင်းနဲ့မြတ်ရွှေပင်မြတ်ရွှေပင်နဲ့မန္လာမင်းဟာ ခွဲခြားလို့မရလောက်အောင်ပေါ့နော်ဖောဘက်တော်လို့ပြောလို့ရပါတယ်တမိလေးစံထိတ်ထားအောင်ဒီနေ့လူဘဝမှာနေခဲ့တာလူဘဝမှာရောက်ခဲ့တာအရွယ်အဖြစ်ကြည့်မယ်ဆိုရင်သာကိုနှစ်တက်တန်းရောက်လာပြီကိုနှစ်တက်တန်းမှာသူလူဘဝမရောက်မီတဲ့ကဖုံဖုံတို့ငကေုံဖျားရဲ့ခေါင်းရင်းမှာကိုလင်းလေစောစောကတွေးခဲ့ဘူးတယ်ပေါ့နော်ဥယျာဉ်ကြီးတစ်ခုတည်ပြီးခဲ့တာအဲ့ဒါဒီကလေးလေးမလေးရဲ့ကုသကံကမ္မတတ္တိရဲ့အရန်အင်အားကြီးလိမ့်မယ်လို့ဖုံဖုံထင်ပါတယ်အာတစ်နှစ်တခါအာမွင်းနေ့ရောက်တိုင်းရောက်တိုင်း ဒီဂျွန်း18ရက်နေ့ရောက်တိုင်းရောက်တိုင်းစိုက်ပျိုးခဲ့တဲ့အပင်နေရာမြရွှေပင်မှာဟာသူတို့မဆိုင်ဘူးတဲ့အပင်မရှိသလားအောင်သမီးလေးရဲ့မွေးနေ့အထိမ်းမန်းနဲ့စိုက်ခဲ့တာပေါ့နော်အခုဆိုရင်မနေ့ကလည်းဖုံဖုံကိုလင်းကိုပြောလေကိုလင်းရေလို့ကျောင်းထဲမှာငှက်တွေအရန်လာပြီလို့ဟိုစူးညာနေတာပဲလို့ဒါတွေဆိုတာရှေ့ရဟိုတီထောင်သူ ရှေ့ရပြုစုသူကောင်းလို့ရှေ့ရဥဆောင်သူဟာဆွမ်းဆောင်လို့တာဒီလိုတောရိပ်တောင်ရိပ်တွေဖြစ်လာတာလို့ ဖုံဖုံပြောခဲ့တယ်ပေါ့ဒါကြောင့်မလို့ဖုံဖုံဒီနေ့ဖြစ်တဲ့ပီတိဟာဖုံဖုံအတွက်ဖြစ်တဲ့ပီတိလို့ဖုံဖုံမယူဆပါဘူးသာသနာတော်အတွက်အဲဖြစ်တဲ့ပီတိလို့ပဲဖုံဖုံယူဆပါတယ်ဖြစ်တော့သာသနာတော်အတွက်ပဲဥစားပေးတာပေါ့နော်ဘုံဘုံကသာသနာတော်အတွက်ရောကိုယ်တခါတွေအတွက်ရောဘာဒီလိုဥစားပေးအဲ့ဒါကလည်းသူတို့ကသူတို့ရဲ့မိဘနှစ်ပါးကိုယေစုပြီးတော့အနန္တမြတ်တာဆိုတဲ့ဟိုရေတံခွန်ဘေးမှာနားနေဆောင်လေးလှူခဲ့တယ်ဟိုတို့ငွေကတ်တယ်ပေါ့လေဖုံဖုံ ကတ်တဲ့ခါကျဖမွားလက်မခံခြင်းမသားရခြင်းမဘာလို့ဆိုမန္လာမင်းဒီကိုမိသားစုကိုမိသားစုဒီမန္လာမင်းပေါ့နော်ဖမုံးရဲ့လူတမြနောက်ကနေပြီးတော့ပင်နိုင်စံအခက်ခဲမရှိထောက်ပံ့နေတဲ့မိသားစုလှူတဲ့ဟာကိုဖမုံးမသားရခြင်းမပေါ့နော်မယူရဘူးပေါ့ဒါနဲ့ဖမုံးဒစရှင်ချလိုက်တယ်ဘာဒစရှင်လဲလို့မေးရင်ကြောင်းတိုင်းကြောင်းတိုင်းမှာတကယ်လိုအပ်တာက library ပေါ့နော်စာကြည့်တိုက်ပေါ့ဒီစာကြည့်တိုက်မရှိရင်လူတွေဟာစာမဖတ်ရင်စာမကြည့်ရင်စာမမှတ်ရင် အမားကိုပဲตายရကြတယ်အမားကိုပဲလှုပ်ကြတယ်အမှန်လန်းကိုမရောက်ကြဘူးပေါ့အော်ဒီစာကြည့်တိုက်လေးတာကြောင်းနေတာရှိရင်ပေါ့နော်ဘယ်သူပဲဒီ research ပေါ့နော်အော်သူတေသနာလုံးမဲ့ပုံကိုယ်တွေပဲဖြစ်ဖြစ်နိုင်ငံသားတွေကလာပြီးတော့ဒီစာရန်ပြုစုတာလည်းဖြစ်ဖြစ် once တော့စားပဲပေါ့နော်တင်နေရတယ်လှုပ်ပေးနိုင်ရင်ကောင်းမှာပဲပေါ့နော်အဲ့ဒီဆိုပြီးတော့အဲ့ဒီကြီးရွယ်ချက်နဲ့ဖုံဖုံကကဲစာကြည့်တိုက်လေးလှုပ်ကြဆိုပြီးတော့ဖုံဖုံကပြန်စွန့်လိုက်တာပေါ့စွန့်လိုက်တဲ့အတွက်ဒီမလာမင်းမိသားစုကလည်းအရန်တော်ပါတယ် ပြီးခဲ့တဲ့လကလည်းအကြောင်းတကာကဖုံဖုံကိုကိုခင်အောင်ဘာလျှောက်လဲဆိုတော့ဖုံဖုံနဲ့စိတ်တန်းညာဆောက်ပါတဲ့ဖုံဖုံစိတ်တန်းညာစီမံပါတဲ့အရာကုန်းနေလေလူသမျှထဲ့ပါတဲ့တပည့်တို့အကုန်တောင်းယူမှနော်ဆိုတော့အရန်ပီတီဖြစ်တာပေါ့နော်ဖုံဖုံကဒါမှမဟုတ်ဒီစာကြီးတိုင်းရဲ့နာမည်လေးကိုလည်းဖုံဖုံကဘဝအလင်းရောင်ဆိုပြီးတော့ဒီမလာမင်းပေါ့နော်အဘွားအလင်းရောင်စာကြီးတိုင်းဆိုပြီးတော့နာမည်လေးပေးလိုက်တာပါ။ဘာကြောင့်မို့ဘွားအလင်းရောင်လို့ပေးလိုက်တာလဲလို့မေးရင်ပညာတတ်တဲ့ပုဂ္ဂိုလ် ညာရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်နေရာသွားဆိုအလင်းရောင် တောက်နေတကဲ့သို့ဟို အမှောင်ဆိုတာမရှိတကဲ့သို့ဒီလူသားအလုံးပေါ့နော်ဒီဖုံဖုံကျောင်းလိုက်ထဲရတန်ဃာတွေပဲဖြစ်ဖြစ်အခြားပေါ့နော်ဒီအစ္စံနေရတန်ဃာပဲဖြစ်ဖြစ်အနန္နေရတန်ဃာပဲဖြစ်ဖြစ်သူတို့လှူတဲ့အဲဓမ္မတွေသူတို့လှူတဲ့အသိဉာဏ်တွေနဲ့သူတို့ရဲ့ဖောင်ဒေးရှင်းချထားတဲ့နေရာကနေအလင်းတက်တွေရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဖုံဖုံဒီနေ့ကဘဝအလင်းရောင်ဆိုတဲ့စာကြီးတိုက်လေးကို တမီးလေးစံထိတ်ထားအောင်ကိုနှစ်ပြည့်အထိတ်အမှတ်အနေနဲ့ဘုံဘုံတို့ဒီနေ့ဖောင်ဒေးရှင်းအသက်သွင်းလိုက်တာပေါ့လေဒီနေ့ကဟုတ်ဒီနေ့အသက်ဟိုဖောင်ဒေးရှင်းရိုက်လိုက်ပြီဆိုတော့မနေ့ကလည်းဟိုတို့လည်းတော်ပြည်ပြည့်ဖြစ်နေကြတာပါပါတော့ဝမ်းသာနေတယ်ဘုံဘုံဒါကိုဟိုဒီအခြေဘလောက်အမြင့်ဘလောက်နဲ့ဘလို့ပုံစံနဲ့ထောက်သွားဖို့ရည်ရထားလိုက်ပါဖုံဖုံအခုလောလောဆယ်စပန်အရတွေ့နေတာကတော့ဟော့တိုက်ကဟော့တိုက်ဆိုတာဖုံဖုံတို့တိုင်မပါဘူးပေါ့တိုင်မပါတာကအနံကပေ30 အလျားကပေ60ပေါ့60 30ပေါ့ဟာကိုနေဝင်းပေါ့ကိုနေဝင်းဆိုတာစံတိတ်ထန်းအောင်ရဲ့မွေးနေ့ရာလဲဒီနှစ်ကပါလဲ9နှစ်အခုစောက်မဲ့အစောက်ဦးကလဲ60 30ပေါင်းလိုက်တော့ဗလားလဲကိုပုတ်တူကိုလှုပ်ပေးလိုက်တာပေါ့နော်ကိုနာရီ9မိနစ်ကိုနာရီ9မိနစ်ပေါ့ကိုလေးလုံးမဲ့ဆိုကြပါစို့ဒါကတော့ဖုံဖုံဘေးတင်လဲမတက်ဘူးရေတရလဲမချေတတ်ပါဘူးဒိုင်းတက်စင်လဲဖုံဖုံမလုံးတက်ဘူးဘာဖို့ဖုံဖုံကဘာကြီးစုလဲဆိုတော့ဖျားကုံတော်နဲ့ တန်ခါဂုံတော်ကိုလှမ်းကြည့်လိုက်တာပေါ့နော်ဒီ6ဆိုတဲ့ခဏန်းကလည်းတရားဂုံတော်6ပါဟာဟော3ဆိုတဲ့ဒီဘက်ကကြည့်လိုက်မယ်ဆိုရင်လည်းယတနာ3ပါပေါ့နော်ခေါင်းရင်ကိုကြည့်လိုက်ရင်ယတနာ3ပါချင်းကိုကြည့်လိုက်ရင်တန်ဟိုဘယ်လိုခေါ်မလဲတရားဂုံတော်ပေါ့နော်6ပါပေါ့နှစ်ခုပေါင်းလိုက်တဲ့ခါကျဘာဖြစ်လဲဆိုတော့ဖရားဂုံတော်ဟို9ပါနှစ်ခုပေါင်းလိုက်ရင်တန်ခါဂုံတော်9ပါဘုံမတော်အဲ့လိုလေးတွေပါပဲအဲ့ဒီလိုရွယ်ချက်လေးတွေနဲ့ဩဒီနေ့ကသမီးလေးရဲ့9နှစ်ပြည့်ဆိုတော့ ကဲကိုးနဲ့ပတ်သက်တာတွေဘာရှိမလဲကိုးနဲ့ပတ်သက်တာတွေဘာရနိုင်မလဲဆိုတော့ဖုံဖုံကနှုတ်ထုတ်ကြည့်လိုက်တဲ့အခါဒါလေးတွေတွားတွေ့တာတွေ့တာနဲ့ပြီးကဲတို့30 60ပဲအဝါလုံးမယ်ဆိုပြီးတော့ဖုံဖုံအဲ့ဒါနဲ့ဒီ60 30 3ဌက်ပေါ့60 30 3ဌက်ကိုမှအောက်ဌက်ကကျတော့ဖုံဖုံတို့၄စင်စာချမှာပေါ့နေ့စဉ်စာချမယ်အပေါ်နှစ်ထပ်ကတော့ဒီစာအုပ်တွေစာဖတ်ခန်းတွေစာအုပ်တွေကအပေါ်နှစ်ထပ်ကိုထားမယ် အဲ့ဒီရဲ့ဒါပါတာကအပေါ်ဆုံးထားလေးတန်းမြောက်ကြပါပါလဲဆိုနိုင်စင်ပါလာတယ်နိုင်စင်ဆိုတာဖုံဖုံတို့လေးဘက်လေးတန်းနိုင်စင်မဟုတ်ဘူးအဝိုင်းကြီးနိုင်စင်အဝိုင်းနာကြီးတခုပေါ့နော်ဒီအပေါ်ပိုင်းကိုကြည့်လိုက်ရင်ရှေးတုန်းကဒီဇိုင်းနဲ့ထွက်မယ်အောက်ပိုင်းကိုကြည့်လိုက်ရင်မော်ဒယ်ဒီဇိုင်းနဲ့ထွက်မယ်ပေါ့အဲ့ဒီဘလိုခေါ်မလဲအသွေးနှစ်မျိုးနဲ့ဖုံဖုံတီဆောက်မှာပေါ့အပေါ်ပိုင်းကြည့်လိုက်ဆိုရင်တကယ်ကိုရှေးတုန်းကရှေးချောင်းကြီးတွေလို့ပေါ့အခုငလင်လှုပ်လှုပ်ပြိုကျသွားတဲ့ ရှေးပုံစံမျိုးတွေဒါဓောင်းရုပ်တွေပါမယ်အဲ့ထဲမှာလေဓောင်းနှစ်ကောင်ကရှေ့ကနေပါမယ်အလဲတဲတဲရမှာဖုံဖုံပါလာမလို့အဝိုင်းကြီးထဲမှာနာယီပါမယ်အဲ့ဒီနာယီရဲ့အဲ့ဒီတက်တဲ့လှေကားကွင်မှာဆိုရင်ဘာဖြစ်လဲဆိုဟွန်လေးလုံးပါမယ်ပေါ့ဟွန်လေးလုံးကဘာလဲဆိုဒီနာပအဝန်းကျင်တွေကိုအတန်ကြားနိုင်အောင်တန်ဆုံနာယီရလွှင့်မှာကိုနာယီကိုကြည့်လိုက်ရင်တော့တလုံးနဲ့ဒါမှမဟုတ်အတန်တွေကကျတော့ရက်လေးမျက်နှာကိုအကုန်လုံးကြားမှာအကြားမှာအဲ့ဒီဟာလေးပါဖုံဖုံထည့်ပြီးတော့ဟောတွက်ထားတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီ လေကားခွင်ကနေတက်လာလို့ရှိရင်သူတို့လည်းကုသိုလ်ရအောင်ဆိုပြီးတော့ဒါဖုံဖုံလို့တော့မလို့သေးပါဘူးဖုံဖုံဆက်ချာအတိကျထွက်လာမှဖုံဖုံကဘာလို့ဆိုအပေါ်ကရေကန်မှာတင်ပေးထားမှာသူတို့ရေအလှလဲနေစဉ်လှူရမယ်တန်ဃာတွေအတွက်စာချတဲ့ကုသိုလ်ကလည်းနေတိုင်းရမယ်စာဖတ်ဆိုတာအားတဲ့သူပဲလာဖတ်မှာအစဉ်ပြည့်တဲ့သူပဲလာဖတ်မှာဒီသူရိတနာ research လုပ်မဲ့ပုံကိုပဲလာစာရန်ပြုစုမှာဖြစ်တဲ့အတွက်နေစဉ်ရမယ်ကုသိုလ်ဘာရနိုင်လဲလို့ဖုံဖုံရှာကြည့်တဲ့အခါကျရေရမရှိမဖြစ် ရေရ supply လောက်ရမယ်။သူကနေပြီးတော့ဒီဘက်ချမ်းကိုတိန်တို့ဖရတို့ဘက်ကိုသူ့ဘက်နေပြီးတော့ရေပေးလိုက်ရင်သူ့ရေအလှကုသို့ရပါတယ်။နောက်တခါမြင်းကြီးတက်မှာ ground floor မှာဆိုလို့ရှိရင်ဖုံဖုံတို့နေတိုင်းစာချမှာစာချပြီးဆိုတဲ့အခါအဲ့ကုသို့ကလည်းတခါရအောင်မယ်ဆိုတော့ဟိုကုသို့ကို မပြတ်ပေါ့နော်ဟိုဖွဲပုံ ဖိုးထားလို့ရှိရင်ဖွဲပုံမှာမိငွေတွေဟာပေါ့နော်အမြဲတမ်းအာလောင်မြိုက်ပြီးတော့ဟိုမိကိုတွေထတဲ့ကဲ့သို့လာမန္လာမင်းမိသားစု လှူတဲ့ကြောင်းဒီပေါ့နော်ကုသိုလ်တန်မဆဲစေရဘူးကုသိုလ်ဆိုတာမတိတ်စေရဘူးပေါ့အဓိကအပြင်တော့ဖုံဖုံတို့သာသနာတော်မှာပေါ့နော်ဟိုဘလို့ခေါ်မလဲဟာများသွားပြီတကားပိတ်ထားတဲ့ကြောင်းနေရာများလာပြီဖုံဖုံတို့ကြောင်းကြတော့ဖုံဖုံရဲ့ယူဆဆိုရင်အာကြောင်းလိုက်ထဲမှာကြောင်းလိုက်ကြီးတွေသာစောက်ထားတယ်တန်ခါမရှိရင်ဒါတုတ်တန်ပဲအဲစာချက်တန်မှာကြားရင်ဒါတင်းညိုက်မယ်အာသေးသေးတုတ်တန်တင်းညိုက်နေမှာလူကြားကြားမနေသလိုကြောင်းလိုက်ကြီးတာတိစောက်ထားပြီးတော့ ဒီစာသင်သားတန်ခါကစာချက်တန်မကြစာအတန်မကြပေါ့နော်ဟိုတန်ခါနေတဲ့တန်ခါကပရိယလည်းမလုပ်ပฏิပတ်လည်းမလုပ်ဘူးဆိုရင်အဲ့ဒီကြောင်းဒီတုတ်တန်တုတ်မို့သင်ချိုင်းလိုပဲဖုံးမကဒီလိုယူဆတယ်အဲ့လိုဖုံးဖုံးစောက်သမျှကြောင်းထဲမှာဖုံးဖုံးတို့မြှွှေပင်မှာလှူသမျှအကြောင်းဒီသင်ချိုင်းမဖြစ်စေရဘူးတုတ်တန်မဖြစ်စေရအောင်သာသနာတော်ရဲ့ဆွဲလဲတာကဘာလဲစာချက်တန်ဗျစာအန်တန်ဗျအဲ့လိုစာချက်တန်စာအန်တန်စူးညံနေတဲ့ကလပ်ပါလုံးဖုံးဖုံးတို့သာသနာတော်ရဲ့အကြောင်းဟာဘယ်တော့မှအမှောင် မကြနိုင်ဘူးလို့ဘုံဘုံဒီလိုယူဆတာခုနကဒီနေ့မှာဆိုရင်ဒါအာသူရဲ့ကိုနေပြမွေးနေ့ထိမှတ်နဲ့ဒါသူကလေးအောင်ဆက်ကြည့်လိုက်တဲ့ပနေရိုက်လိုက်ပနေရိုက်ပြီးတော့ဒီနေ့မှာတစ်တစ်ဆိုင်တာလဲစိတ်တလုံးနေလားဗျစိတ်တလုံးနေကြီးပဲစိတ်တလုံးစိတ်တလုံးကလည်းထူးထူးခြားခြားဗျအဲ့ဒီငွေစင်ပလန်နွားနုမိသားစုကအာချစ်စုဝင်းဆိုတာဖမုံနဲ့မောင်နှမလိုပဲခင်းတယ်တပတ်တခါသူကလည်းအဲ note လှူပေးတယ်ပေါ့စနေနေ့တိုင်းသူတို့ကုမ္ပဏီက နွားတို့တန်ငါအပားစီလာလာလှူပေးလှူပေးတဲ့ခါကျအာဖုံဖုံလာလာလှူရင်းနဲ့ तू ကအဲဆက်မိဆပြောတာပေါ့အဲလို့ဖုံဖုံအားဆိုတစ်ပင်ဆိုင်အယံဝါသနာပါတယ်လို့အာအဲ့ဒါဆိုလို့ချင်းတဲ့ဖုံဖုံနဲ့တပြီးတော့တရက်စီတွေလှူမယ်အေးလှူဟာလို့ तू ကတရက်စီတွေလာလှူတာဘလောက်ရဲ့လို့မသိပါဘူးဖုံဖုံလဲကိုကလည်းရသည်မအကုန်ပြောတာပေါ့ပြိုးလိုက်တဲ့ဟာကအခုဘလောက်ဖုံဖုံဒီနှစ်ကပြိုးလိုက်တဲ့အပင်ကစုစုပေါင်းရေတွက်ကြလေတော့အပင်900ကျော်တယ်900ရဲ့နောက်တခါဖုံဖုံညီမလေးအုံမအောင်တို့လေပလိကနေပြီးတော့တန်တားထွန်း73စီဆိုင်ပေါ့ ဥမာရေးလို့ညီမလေးငါသရက်ပင်ရှားပေးစမ်းกว่าဆိုပြီးတော့အဲ့အာနေပြီးတော့ဘာလုပ်လဲဆိုတော့သူ့ရှားခိုင်းတော့အဲ့မှာ900ဆိုတော့ဒီနေ့စိန်တလုံးသီးတန်ကြီးပဲဖုံဖုံဒီနေ့စိုက်လိုက်တာအပင်တစ်ထောင်နောက်ဆိုရင်ဖုံဖုံတို့ဘာလို့ဆိုတရက်ရာဒီရောက်ရင်ရရွှေပင်မှာအပြင်ရတရက်ကိုအာမကုပဲကိုချန်တွဲနဲ့ကိုလဲပတ်နိုင်အောင်ရိုတိတ်လုံးနိုင်အောင်ပေါ့နော်လှည့်နိုင်အောင်ဖုံဖုံဒါမှမဟုတ်တမီလေးရဲ့မွေးနေ့အထိမ်းမှကဲတမီလေးဖုံဖုံကဒီနေ့ကြောင်းမာကြီးပေါ့ကြောင်းမာတော့ရိုးကြောင်းမာမဟုတ်ဘူးတနေရာထဲမှာကြောင်းဆောင်တစ်ထောင်ဒီနေ့ ကိုနှစ်ပြည့်အထိမ်းမှစိုက်လှူလိုက်တယ်ဒီလိုပဲဖုံဖုံတင်စားပြီးတော့ဒီနေ့စိန်တလုံးအပင်တထောင်ဖုံဖုံစိုက်ပြိုးလိုက်တာ